ခင်မှာတားဖြည့်သူကိုပေါက်သူနဲ့ခုတ်တက်ခဲ့တဲ့ထိုင်းတဲ့တင်တက်ရတဲ့အကြောင်းရင်းကတော့တားဖြည့်သူဟာထမင်းထိုင်စားနေတဲ့ဖခင်ကိုထိုးပြီး အိမ်ရှိကပခတ်ပေါ်မှာအိမ်နေတဲ့အချိန်ဖခင်မှာစိတ်မထိန်နိုင်ဖြစ်ပြီးပေါ့သူယူကခုတ်ခဲတာပဲဖြစ်ပါတယ်ခဒီต่อไปค่ะพ่อฆ่าลูกအခင်ဖြစ်သွားတာကတော့ထိုင်းနိုင်ငံဘူလီလန်မြို့ဘန်းနောင်ကျော်ရွာကနေအိမ်မှာဖြစ်ပြီးတဆန့်ရာတွေရောက်သွားတဲ့အချိန်မှာနိုင်ဆုံးဆက်ဆိုတဲ့အသက်48နှစ်အရွယ်သားဖြစ်သူဟာအိမ်ရှိကပခတ်ပေါ်မှာဒဏ်ရာရပြီးခန္ဓာကိုယ်တစ်ခုလုံးသွေးရွေပြီးလူကအသက်ငင့်နေပြီးလူမှုကူညီရေးအဖွဲ့မှာဆေးရုံပို့ပေးခဲ့ပေမဲ့လမ်းထဲမှာတည်ဆုံသွားခဲ့ပါတယ် ပြစ်မှုကျူးလွန်ခဲ့သူမှာတော့တခြားသူမဟုတ်ဘဲတေဆုံသူရဲ့ဖခင်အသက်85နှစ်အရွယ်တာဦးဒုံဆိုသူဖြစ်ပြီးပြစ်မှုကျူးလွန်ပြီးနောက်မှာဘယ်ကူမှထွက်မပြေးပဲနေအိမ်မှာပဲအဖမ်းခံခဲ့ပါဗါတယ်။နောက်ပြီးတရက်ခန့်ဖြစ်သူဖခင်ပြောပြတာက အငယ်ဆုံးသားဖြစ်သူရဲ့လုံရဲနဲ့ပတ်သက်ပြီးဘလို့မှတီးမခန့်နိုင်တော့ဘူး။သူဟာအရက်အမြဲတောက်ပြီးအရက်မူလာတဲ့အခါမျိုးလေးဆိုအိမ်သားတွေကိုရန်ရှာပြဿနာလုပ်တယ်။ဒီနေ့လေကျွန်တော်ထမင်းစားနေတဲ့အချိန်ကျွန်တော်ကိုကိုထီးလဲရောက်ထိုးချိတ်ခဲ့တာကြောင့်ကျွန်တော်လဲကျသွားတယ်။လဲကျသွားတဲ့အခါမှလည်းသူမရက်ခဲ့ဘူးဆက်ပြီးကျွန်တော်ကိုထိုးချိတ်နေတယ်။ အဲ့ဒါကြောင့်ကျွန်တော်သူ့ကိုတော်တော်လေးစိတ်ဆိုးတယ်။သူ့လောက်ရနေပတ်သက်ပြီးဘလို့မှစိတ်ကိုထိမ်မနိုင်တော့တာကြောင့်အိရှိကပခန်းမှာသူအိမ်နေတဲ့အချိန်ပေါက်တူကိုယူပြီးအခုလိုလောက်ခဲမိတာဖြစ်တယ်လို့တရခန်ဖြစ်သူတေဆုံးသူရဲ့ဖခင်မှာပြောပါတယ်။နောက်ပြီးယောဂကြောင့်အဲ့ရထဲလင်းနေတဲ့တေဆုံးသူရဲ့အကိုဖြစ်သူပြောပြတာကညီဖြစ်သူဟာအမဲလို့လို့ပဲအဖေကိုရန်ရှာပြီးထိုးချိတ်လေးရှိတယ်။တခါကားဆိုသူ့လက်ချက်ကြောင့်အဖေဆေးရုံမှာတင်ခဲရတယ်။ ျွန်တော်သူ့ကိုအဖေကိုအခုလို့တွေမလုပ်ဖို့ပြောခဲ့ပေးမယ်။ညီဖြစ်သူဟာနားမထောင်ဘူး။ဆက်လုပ်တဲ့နောက်ဆုံးအခါအဖေကိုသူထိုးကျိတဲ့အချိန်မှာအဖေကမင်းမသိရင်ငါတရားလိမ့်မယ်ဆိုပြီးပြောခဲ့တာကြောင့်ကျွန်တော်အဖေကိုစိတ်အေးအေးထားဖို့ပြောခဲ့ပေးမယ်။ညီဖြစ်သူရဲ့လောက်ရဲ့တိတ်နဲ့ပတ်သက်ပြီးအဖေတီးမခတ်နိုင်တော့လို့အခုလို့လောက်ခဲ့တယ်လို့ပဲထင်ပြီးကျွန်တော်ကတော့အဲ့ရထဲလဲနေတဲ့သူဖြစ်တာကြောင့်ထိုင်ကြီးယောင်ကလွယ်ပြီးဘာမှမတတ်နိုင်ခဲ့ဘူးလို့အဲ့ရထဲလဲနေတဲ့တေဆုံသူရဲ့အကိုဖြစ်သူမှပြောပြပါဗါတယ်။ နောက်ပြီးဘေးအိမ်ကအမျိုးသမီးပြောပြတာကသူတို့တာဖာနှစ်ယောက်ဟာအဖေရောတာရောအမဲလို့လို့အယက်မူကြပြီးခဏခဏဆိုသလိုရန်ဖြည့်ထိုးချိန်လေးရှိတယ်။တာဖြည့်သူ့ထိုးလို့အဖေစေယုံတင်ငယ်ရတာကိုတော့ကျမလည်းအတိအကျမသိဘူးလို့ဘေးအိမ်ကအမျိုးသမီးမှပြောပါတယ်။လက်ရှိမှာတော့တာဖြစ်သူရဲ့လုံရံနဲ့ပတ်သက်ပြီးတိမခတ်နိုင်တော့ပဲပေါ့သူနဲ့ပြင်းမှုကျူးလွန်ခဲ့တဲ့ဖခင်ကိုထိုင်းရဲတပ်ဖွဲ့မှလူသတ်မှုနဲ့ဖမ်းဆီးသွားခဲ့ပါတယ်